ဘောလုံးချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။အိုမန်အသင်းကိုထင်မမှားဖွယ်ခြေစွမ်းတဲ့ဂိုးပြအနိုင်ရရှိခဲ့တဲ့မြန်မာယူဆက်ခွန်အသင်းကတော့အာရှဖလားကိုဝင်ခွင့်ရဖို့အတွက်အသေးချာတလောက်ကိုရှီသွားပါပြီလို့ပြောရပါမယ်။ရာဂိုင်နှုံးရဆိုရင်တော့80ရာဂိုင်နှုံးလောက်နောက်တစ်ဆင့်တက်ဖို့ကဖြစ်နိုင်ချေရှီသွားတာပါ။ဒါဟာဘာကြောင့်လဲကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်။မနီကကစားခဲ့တဲ့အိုမန်သင်းရဲ့ပွဲစဉ်မှာတော့တိုက်စစ်အားကောင်းတဲ့အိုမန်သင်းကိုပိတ်ဆို့ဖြတ်တောက်ကစားထားနိုင်ခဲ့တယ်။အခွင့်အရေးရဆိုရင်လည်းမြန်မာအသင်းက9ရရှိနိုင်ချေပိုများခဲ့ပါတယ်။ သွင်းကိုးတွေကိုတော့62မိနစ်မှာလှပလုံးနဲ့အဝေးကန်ချက်နဲ့အသင်းကောင်းဆောင်အောင်ဒီဟာကသွင်းယူခဲ့ပြီးတော့66မိနစ်မှာပဲဖြတ်တင်ဖို့ကိုညီညီတန်းကခေါင်းတိုက်သွင်းယူပြီးအနိုင်သေးကြစေခဲ့ပါတယ်ဒီနိုင်ပွဲကအာရှရဲ့အစစ်မြင့်ပြိုင်ပွဲတစ်ခုကိုတွားရလမ်းမှာအဓိကကျခဲ့တယ်အိုမန်လိုအစင်လာရှိခဲ့တဲ့အသင်းလက်ရှိအုပ်စုအတွင်းမှာလည်းအကောင်းဆုံးဖြစ်နေတဲ့အချိန်မှာအနိုင်ရရှိခဲ့တာကတကယ်ကိုချိုးမိန်တဲ့နိုင်ပွဲပါပဲ ်ဟုတ်ကဲ့ပါအခုလိုနိုင်ရခဲ့တော့လာမယ့်အုပ်စုနောက်ဆုံးပွဲတွေမှာဘာတွေဘယ်လိုဖြစ်သွားအောင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်အောင်အုပ်စုအတွင်းမှာ၅သင်းရှိပါတယ်အာဖဂန်နစ္စတန်အသင်းနဲ့နီဘောအသင်းကတော့ခြေစစ်ပွဲမအောင်တော့ပါဘူးအိုမန်အသင်းနဲ့မြန်မာစီးရီးယားအသင်း၃သင်းကတော့နောက်ဆုံးပွဲစဉ်တွေမှာရမှတ်တူသွားနိုင်ခြေရှိပါတယ်အိုမန်ကအာဖဂန်စ္စတန်အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပြီးတော့နိုင်ဂျီများတာဖြစ်လို့ရမှတ်ကူးမှတ်ရသွားနိုင်ပါတယ်။လက်ရှိရထားတာကတော့6မှတ်ပါ။အ မြန်မာအသင်းကတော့ရမှတ်6မှတ်ရထားပြီးသားဖြစ်ပါတယ်။လာမယ့်ဆီးရီးယားအသင်းရဲ့ပွဲစဉ်မှာတည်ရကြုံတွေကိုခြေစစ်ပွဲကအောင်ပါပြီ။ဒါပေမဲ့ဆီးရီးယားအသင်းကအနိုင်ရရှိခဲ့တယ်ဆိုရင်တော့ရမှတ်6မှတ်တူသွားကြမှာပါ။ဒီလိုအခြေအနေမှာဆိုရင် head to head စနစ်ကိုသုံးမယ်လို့သိရပါတယ်။ရမှတ်တူနေတဲ့အသင်းတွေထိတိုက်တွေးဆမှုမှာဘယ်အသင်းကဘယ်အသင်းကိုနိုင်ထားတာလဲ။အဲ့ဒီပွဲစဉ်တွေမှာဂိုးကွာဟာချက်တွေဘယ်လောက်ရှိကြလဲ။အဝါကအနီးကဒါတွေကိုပါထည့်တွက်မှာပါ။ လက်ရှိအခြေအနေကောင်းတာကတော့ head to head စနစ်အရဆိုရင် CVR အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ Oman အသင်းကိုမြန်မာအသင်းကဂိုးပြတ်အနိုင်ယူလိုက်ပါတယ်။ဆိုတော့ CVR နဲ့တွဲဆုံရမယ့်ပွဲမှာမြန်မာအသင်းရှုံးနေခဲ့ရင်တော့ဂိုးပြတ်မရှုံးရင်အခြေအနေကောင်းပါသေးတယ်။တရေကြယုံနဲ့လည်းခြေစစ်ပွဲကအောင်းနိုင်မှာပါ။အိုမန်အသင်းကနောက်ဆုံးပွဲရှုံးနေခဲ့ပြီးတော့ဆီးရီးယားအသင်းကမြန်မာအသင်းကိုအနိုင်ရရှိခဲ့တယ်ဆိုရင်တော့ဆီးရီးယားအသင်း တက်ပါမယ်။တကယ်လို့ CVR အတင်းကမြန်မာကို၃ခုပြတ်အနိုင်ရရှိခဲ့တယ်ဆိုရင်လည်းအိုမန်အသင်းရဲ့ရလက်ကိုကြည့်စရာမလိုပဲ။ CVR အတင်းကနောက်တစ်ဆင့်ကိုတက်သွားမှာပါ။ဒါပေမဲ့လက်ရှိတန်းတူအခွင့်အရေးရှိနေတဲ့အသင်း၃အသင်းမှာတိုက်စစ်ဂိုးသွေးအများဆုံးနဲ့ခံစစ်အကျစ်လက်ဆုံးအသင်းကမြန်မာအသင်းဖြစ်ပါတယ်။ CVR အသင်းကတော့ခံစစ်ကဂိုးပေးထားရမှုအများဆုံးပါ။မြန်မာယူဆက်ခွန်အသင်းရဲ့လက်ရှိစိတ်သက်ပိုင်းကလည်းအမြင့်ဆုံးကိုရောက်နေတယ်။ Breeder စိတ်ဝင်စားမှုအားပေးမှုကလည်းအတော်လေးကိုကြီးမားလာပါပြီ။ ။အိုမန်ကိုလည်းဖျက်ချော်ခဲ့ပြီးချိန်မှာတော့မျော်လင့်ချက်ရေချိန်ကအတော်လေးမြင့်တက်နေပြီ။ဒီစိတ်တဲ့အင်အားနဲ့ပဲစီဗီယာအသင်းကိုထပ်မံကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်ကိုတတ်နိုင်မယ့်အခြေအနေကိုမြင်တွေ့နေရတာပါ။စီဗီယာတဲ့နဲ့ပွဲစဉ်ကတော့လာမယ့်30ရက်နေ့ညနေ4နာရီသုံးနာခွဲမှာအဆုံးသက်ကစားရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာမြန်မာအသင်းရဲ့ပြိုင်ပွဲတွေကလည်းပုံမှန်အင်အားများပြားလာနိုင်ပါတယ်။ ဟုတ်ကဲ့ပါအခုလပိတ်ဖြစ်နေတဲ့အာကစားတဲ့နေ့ကိုတင်ဆက်ပေးနေကြဖြစ်တယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ